အမှန်ကတော့ရေထုတ်ပြန်ချက်ကဒီစစ်အုပ်ချုပ်ရေးဆိုတော့တုံးလာပေါ့အရင်ကလည်းဒီမထုတ်ပြန်ခင်မှာပေါ့ပြောချင်တာကဒီအတိပြန်တိုးတဲ့မတိုးခင်မှာလည်းဒါစစ်ရေးလေနဲ့ဘုံကျဲတိုက်ခိုက်တာတွေအကုန်လုံးရှိတယ်စာတင်ကြောင်းတွေရောဒီကလေးတငယ်တွေဒီကြာချုံလာတော်များတယ်ပေါ့ပြည်သူတွေတော်တော်များတယ်ဆိုတော့လေနဲ့တိုက်ခိုက်တာတွေလုပ်တယ်ဒီစစ်အုပ်ချုပ်ရေးပြန်ပြီးတော့သူတို့ထုတ်ပြန်တဲ့ဟာနဲ့ လို့မှာတော့သူတို့တေချာတယ်ဒီအရင်ကတည်းကပို့ပြီးတော့အကျန်းနေနဲ့တုံးမဲ့အခြေအနေမျိုးတော့ရှိမယ်ဆိုတော့လေရင်ဘုံကြီးတာကြီးလည်းတော်များဖြစ်နိုင်ခြေအခြေအနေရှိတယ်ဒါကြောင့်မို့ပြည်သူဒီအနေနဲ့လည်းဒီတိုင်းမထားပဲနဲ့ဒီတိုင်းမကြည့်ပဲနဲ့တဲ့အန်ဒီကကကွေနေအောင်တော့ဒီစူးစမ်းရမယ်လှုပ်ဆောင်ရမယ်ဒါဘာမှဖြစ်မှာမဟုတ်ဘူးဆိုတဲ့ပုံစံနဲ့မပေါ်ရောပဲနဲ့ဒီနေနိုင်ဖို့တော့လိုလိမ့်မယ်ပေါ့ပြီးတော့ကျွန်တော်တို့အနေနဲ့လည်း အရင်ကတည်းကပေါ့စီရီကိုမြင့်တင်သွားမှာဖြစ်တယ်သူတို့စကောင်စီရဲ့သူ့ရောင်ရေကောက်ပွေးကိုမဖြစ်မနေမရမကအာဆောင်ရွက်မယ်အပေါ်မှာမူတည်ပြီးမှသူတို့လို့တာဖြစ်တယ်တကယ်ဆိုတော့ဒီဒီရေကောက်ပွေးကိုဖြင်းဖြောင်းနေအောင်တော့သူတို့နီလန်ပေါင်းစုံနဲ့ကြိုးစားမှာပဲကျွန်တော်တို့ဖက်ကလည်းအခုပြင်ဆင်မှုအကြီးကြီးလုပ်နေပါတယ်ဆိုတော့ပြည်သူတွေအနေနဲ့လည်းတတိကြီးကြီးနဲ့နေဖို့တော့အဓိကလို့တာပေါ့ ကျွန်တော်တို့လည်းဒီအဓိကရေကောက်ပွေးကိုမလုံနိုင်အောင်လဲကျွန်တော်တို့ဟန်တာတာစီဖို့လုံမယ်မြုပ်တိမ့်တိုက်ပွေးတွေလည်းထောဆောင်မယ်ပြီးတော့ပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်ပြီးလုံချမှုရှိအောင်လဲကျွန်တော်တို့တစ်ဖက်ကပြန်ပြန်မလှုပ်ဆောင်သွားဖို့ရှိနေတယ်ဆောင်ရွက်နေစေဆိုတဲ့ဟာလဲပြောချင်ပါတယ်